အလုံးမင်္ဂလာပါဒီဗီဒီယိုမှာ grade 9သင်္ချာသင်ယူ this match 2ဒီအခန်းနှစ်ထဲရပါဘောနော် geometry ပညာမှာတတိပြခြင်းသဘောဒီအခန်းနှစ်ထဲက theorem 1ပေါ့နော်တတိကံတစ်ခုမှရှိတဲ့အတွင်းနောက်အလုံးပေါင်းလာဟာ180ဒီဂရီဖြစ်ကြောင်းဒီဗီဒီယိုမှာတတိပြပြီးမှာ ဖြစ်ပါတယ်နော်အဲ့ဒါတတိကံတစ်ခုပေါ့နော် ပေးချက်တွေကကျွန်တော်တို့သတိကံ ABC ပေါ့ပေးချက်ကတော့ triangle ABC နောက်တစ်ခုကပြရရင်ပြရရင်じゃကျွန်တော်နာမည်ပေးလိုက်မယ်เนาะ alpha beta gamma ပေါ့เนาะ alpha plus beta plus gamma is equal to 180 degree ဖြစ်ကြောင်းပြရမယ် နော်နောက်တက်တည်ပြချက်တက်တည်ပြချက်ဟုတ်ပြီအဲ့တော့တက်တည်ပြချက်ကကျွန်တော်ကျွန်တော်တို့ဒီ triangle abc မှာကျွန်တော်ဆောက်လို့ဆွဲတာချက်တစ်ခုဆွဲပါမယ်နော်မကြိုက်တဲ့အနားတစ်ဖက်နဲ့အပြိုင်မြင်းတစ်ချောင်းဆွဲမယ်နော် သတိကံ ABC မှာရှိတဲ့ဥမာ AC AC နဲ့ပြိုင်တဲ့မြင်းမဲ့ဖြစ်ဖြစ် BC နဲ့ပြိုင်မဲ့မြင်းမဲ့ဖြစ်ဖြစ်နောက် AB နဲ့ပြိုင်မဲ့မြင်းမဲ့ဖြစ်ဖြစ်ဆွဲလို့ရအကျွန်တော်ကြည့်လို့ကောင်းအောင်အောက်ကဒီကျွန်တော်တို့ BC နဲ့ပြိုင်မဲ့မြင်းဆွဲလိုက်အဲ့ဒါဆို A ကိုဖြတ်ဆွဲရမယ်ပေါ့နော်အဲ့တော့ဒီလိုလေးပေါ့နော်အဲမြင်းလေးတစ်ချောင်းကိုကျွန်တော်ဆွဲလိုက်တယ်နော်အဲနာမည်ပေးလိုက်မယ်နော်အဲဒါ D ပေါ့ဒီဘက်က e ပေါ့ဒီ point 2 point d နဲ့ e ပေါ့เนาะအဲဒီကျွန်တော်တို့ bar dash ကိုဖြတ်သွားတယ်เนาะ a ကိုဖြတ်ပြီးတော့မြင်းဆွဲလိုက်တယ်အဲ့တော့စာရေးလိုက်ပေါ့เนาะဒီမှာ a ကိုဖြတ်ယူ e ကိုဖြတ်ယူเนาะ de အပြိုင် bc ကိုဆွဲတည် လို့ရေးလိုက်ပါเนาะဒီနေ့ PC ကိုပြန်ဆွဲလိုက်တာဟုတ်ပြီအဲ့တော့ပြီးတဲ့အခါကျွန်တော်တို့နာမည်လေးတွေပေးအောင်เนาะနာမည်လေးတွေပေးမယ်เนาะဒီဘက် down ကိုကျွန်တော်တတားလို့နာမည်ပေးလိုက်အဲ့ဒီတတားဆိုတဲ့ down နဲ့ဒီ down နဲ့တူတယ်လीတော့ဒီ line နဲ့ဒီ line နဲ့ကပယ်လေလေဖြစ်နေတယ်လीအ ပဲလဲလဲဖြစ်နေတဲ့ကြောင့်ကျွန်တော်တို့ organic interior angle ပေါ့တမတက်တောင်းเนาะအဲ့တော့ဒီနားအတောင်းနဲ့ဒီနားအတောင်းနဲ့ညီမယ်ပေါ့เนาะအဲ့တော့ဒီမှာကျွန်တော်ရေးလိုက်မယ်တတ္တာ equal beta ဖြစ်တယ်တမတက်တောင်းများဒါမှမဟုတ်မြင်းပြိုင်လို့ဆိုပြီးရေးခြင်းလည်းရတယ်เนาะအဲ့ DE အပြိုင် BC ဖြစ်လို့ဆိုပြီးရေးခြင်းလည်းရတယ်ဟုတ်ပြီเนาะအဲ့တော့နောက်တစ်စုံเนาะထပ်ပြီးကြည့်လိုက်တော့ဒီမှာပါသွားတွေ့လဲဆို ဒီဘက်အတောင်ကျွန်တော် file လို့နာမည်ပေးလိုက်မယ် file နော်အဲ့ဒီ file နဲ့ဒီတောင်နဲ့တူမယ်နော်အဲသူလည်းအဲ့လိုပဲ alternate interior angle သမန်တက်တောင်အဲ့တော့ file ကအဲ့တော့ gamma နဲ့တူတယ်နော် reason က reason ကဘာဖြစ်မလဲတော့ de parallel bc ဒါမှ alternate interior angle ပေါ့နော်ညီမလိုပြောရင်တော့သမန်တက်တောင်ပေါ့နော်ဟုတ်ပြီအဲ့တော့ down နှစ်စုံတူတဲ့အချက်ရသွား alternate တွေနဲ့ကျွန်တော်တို့ဒူလိုက်တာတမန်တတောင်းနေနဲ့ဒူလိုက်တာနောက်အဲ့မှာဟိုပါသွားရှိလဲဆိုတော့ဒီမှာနောက်ထပ် color လေး color လေးတစ်ခုနဲ့ကျွန်တော်ပြမယ်နော်ဒီကောင်နော်အဲ့လိုပြလိုက်လို့ရှိရင်ဟိုတောင်းကျွန်တော်တို့3000တွေ့တယ်ဘာတွေ့လဲဆိုတော့သတ္တရဲ့သို့တော်ပေါ့နော်အင်္ဂလိပ်လိုရေးရင်တော့ but ပေါ့သို့တော်သတ္တ plus alpha plus 5ပေါ့ပေါင်းရင်180 degree ရှိတယ်ဘာလို့လဲဆိုတော့မြင်းဖြောင်းလို့ပြုလို့ရတယ်ဒေါင်းဖြောင်းဖြည့်ဘက်လို့လည်းရေးလို့ရတယ်เนาะဒေါင်းဖြောင်းဖြည့်ဘက်လို့ရေးခြင်းလည်းရတယ်ဒေါင်းဖြောင်းဖြည့်ဘက်များဒေါင်း300ပေါင်းရင်သူက180 degree ရှိတယ်လीဟုတ်ပြီเนาะဒီဒီနားလည်းမတင်ဘူးအဲ့တော့ကျွန်တော်တို့ကပြီးရင်ပြန်စားသွင်းတော့မယ်တတ္တနေရာမှာ ျွန်တော် beta ကိုအစားသွင်းလိုက်မယ်เนาะအဲ့တော့ beta plus ပြီးတော့ကျွန်တော် fine နေရာမှာ gamma ကိုအစားသွင်းလိုက်အဲ့ဒီ fine နေရာလေးမှာ gamma ကိုအစားသွင်းလိုက်เนาะ alpha ကတော့ဒီတိုင်းပဲပေါ့เนาะပြန်ရေးပေါ့ alpha ကတော့ဒါဆိုရင် beta ရဲ့ alpha ရဲ့ gamma ရဲ့၃ထောင်ပေါင်းလာဖြစ်သွားပြီအဲ့ဒါဆိုတော့တတိကံနေရာတောင်၃ထောင်ဖြစ်တဲ့ beta alpha gamma ဖြစ်သွားပြီပေါ့เนาะ equal to 180 degree အဲ့တော့ ဒီမှာကျွန်တော်တို့ proof မှာ ရေးခဲ့တဲ့အတိုင်းလေးပြန်ရေးအောင်နော်ထို့ကြောင့် alpha plus beta plus gamma is equal to 180 degree ရှိပါတယ်เนาะအဲ့တော့ဒါကြောင့်ကျွန်တော်တို့ဒီ plane geometry မှာတတိယကံတစ်ခုမှာရှိတဲ့အတွင်းနောက်300ပေါင်းလာဟာ180 degree ဖြစ်ပါတယ်เนาะဒါ u ရှင်းနဲ့နီးလန်းနဲ့ပြလိုက်တာပါเนาะအဲ့တော့ဒီလိုနီးလန်းမဟုတ်ပါနဲ့နောက်ထပ်เนาะမတူတဲ့နီးလန်းနေနှမျိုးသုံးမျိုးနဲ့ထပ်ပြီးတော့ ဒီ3ไกลရအတွင်းအောင်3တော့ပေါ့ရင်180ဒီဒီရအောင်ထပ်ပြီးတော့ပြလို့ရသေးတယ်เนาะအဲဒါကတော့ចောင်းသားတွေနားလည်နိုင်မဲ့ရိုးရှင်းတဲ့နီလန်ပဲဖြစ်ပါတယ်เนาะ